။အော်ဒါညခင်တဲ့ကြောင်။တရင်ကျုလာပြင်းနေမဟုတ်ဘူးပေါ့နော်။ဒါမနက်ဖြန်မှလာပြင်းမှာ။အိုးလာမင်းရတာထိန်ပြီးတော့လေ။ညောင်းအောင်မှကြီးနူးဖွဲ့ရအရန်ကောင်းလိုက်တာကြည့်အောင်။ဒါကျွန်တော်တို့အခုကော့တောင်းမြို့လေးရဲ့တရင်ကျုဒါပြင်းနေမဟုတ်ဘောเนาะဒီနေ့ကဒီနေ့ကအဖိတ်နေပါမနိုင်ပြန်ဟာတရင်ကျုလာပြင်းနေပါ ကောင်းကင်ကြီးတစ်ခုလုံးကလေလုံးအောင်မှာတင်ဆိုင်နေတဲ့အရန်ကိုလှပပြီးတော့လာမင်းကြီးနဲ့ထိတိန်သားနေအောင်မိုးလီရလဲအရန်ရှင်းနေပေါ့နော်ဒီနေ့ကခေါတောင်းမျိုးပေါ့နော်ခေါတောင်းမျိုးမှာဒါကျတော့တရင်ကျွညပေါ့နော်ဟိုးဝင်းကနှမ်းမြင့်နေရတာတော့အဲ့ဒါကတော့ဒါခေါတောင်းမျိုးရဲ့စိုက်တီယိုစီဒီတော်ရှိတယ်တောင်ပေါ်ပေါ့နော်တောင်ပေါ်မှာရှိတဲ့စီဒီလေးပါ ဘုံကြီးကြောင်းနေလည်းအများကြီးရှိတယ်အဲ့ဒါဒါကျွန်တော်တို့အိမ်ပေါ်ဇုံးတက်ကနေပြီးတော့လှမ်းရတာပေါ့နော်တရင်ကျိုးလာပြေးနေကြလို့ရှိရင်ပေါ့နော်သူတို့ဒီကော့တောင်းမျိုးရဲ့ဒါဇလေးလေးဇလေးလို့ပြောရအောင်ပေါ့နော်ဒီလိုမျိုးရှောင်းစုံမီလေးတွေကိုအိမ်တိုင်းအိမ်တိုင်းမှာထုံထုံထုံထားတယ်ပေါ့နော်ကျွန်တော်မင်းများပါပဲเนาะရောင်စုံမီးကြီးအိမ်တိုင်းအိမ်တိုင်းမှာပဲထုံထုံထုံးထားတယ်ပေါ့เนาะကျွန်တော်တို့အိမ်ရတော့မထုံးထားပါဘူး အရင်မပြီးသေးတာလည်းဖြစ်တဲ့တူอ่ะအရင်မထွန်းတော့ဘောတော့ဒီမှာတော့မီးတွေတော့ပြီးသွားပြီဒါပေမဲ့ဘာမှဟိုเนาะဒီအကောင်လုံးဒီမီးဒီပါရီကဆင်ပြီးသွားပြီပေါ့เนาะပလက်ကောင်ဒီပါရီကမဆင်သေးတဲ့ခါကြတော့ဒါအထွန်ပြရပါတော့เนาะကျွန်တော်မင်းများရောင်စုံမီးတွေထွန်းကြတယ်ပေါ့เนาะ ။အဲ့လိုခလေးတွေကကြက်ဦးတွေဖောက်တယ်။တာမင်းကြီးကအရန်ချီနေလို့ပေါ့ဗျ။အိုး။တကယ်ပကြီကားတစ်ချက်လို့။ဟိုးရှိမှမီးအောင်စို့ဟိုးမှမီးတန်းလေးသလား။မီးတန်းဟိုးရှိမှမီးတန်းလေး။အဲ့ဒီမိဒန်းလေးอ่ะအဲ့ဒါကျွန်တော်ထိုင်းနိုင်ငံမြို့ကြီးရတာထိုင်းနိုင်ငံရန်အောင်မြို့ကြီး အမီတန်းလေးရကျွန်တော်တို့နဲ့သူနီးနီးလေးနော်ဈားထဲမှာပင်လေပေါ့နော် ပင်လေလေးပဲချတာပလေနဲ့သွားမယ်ဆိုလို့ရှိရင်တော့မင်းနည်း20တော့ပဲကြားတယ်ပေါ့နော်ဒါနီးနီးလေးပဲအမှန်နီးတယ်ပေါ့နော်ဒါကျွန်တော်တို့အိမ်ဘေးနားပတ်ချလဲမှာဆိုရင်တော့တောင်တန်းတွေကာရန်ထားတယ်ပေါ့နော်ပြီးတော့နဘေးမှာရနောင်းမျိုးကြီးရှိရဲ့ကျွန်းတွေရှိတယ်ပေါ့နော် ကျွန်းတွေပတ်ပတ်လေရှိတယ်တောင်တန်းတွေပတ်ပတ်လေရှိတယ် ရက်ကွက်ကလည်းတဖြည်းဖြည်းနဲ့ကြီးလာပြီပေါ့နော်ဟိုးရှေ့မှာရက်ကွက်ဒါရက်ကွက်တက်တယ်ပေါ့နော်ဒီအခုကျွန်တော်မြင်တွေ့ပြနေတာပေါ့နော်ဒီရောင်စုံမီးတွေနဲ့ဒီဟိုးမှာအမှောင်200တခုရှိသေးတယ်ဒါမီးမီးမတွေ့ရသလားအစ်ပင်ပါညာပုံဆိုင်နေတာအဲ့ဒါကျတော့ရက်ကွက်တက်ဟိုးရှေ့ဒီအဲ့လေဇက်ဒီပင်လေကန်းဇက်ဒီမှာအဲ့ဒါရက်ကွက်တစ်တွေတဲထားပါတော့เนาะရက်ကွက်တစ်ရက်ကွက်တစ်တွေရှိတယ်ပေါ့เนาะအဲ့မှာအင်ဂျီတွေကလည်းအများများပါပြီကျွန်တော်ရက်ကွက်က ကော်တောင်မြို့မှာဆိုကျွန်တော်နေတဲ့ဒီရွှေပြည်သားရက်ကွက်ကအကြီးဆုံးလို့ပြောအကြီးဆုံးလို့ပြောလို့ရမှာပေါ့နော်အကြီးဆုံးလို့လည်းပြောရတာပေါ့နော်ပြီးရင်လမ်းလည်းများဆုံးပေါ့နော်လမ်းလည်းများတယ်အင်ဂျီလည်းများတယ်ပေါ့နော်ရွှေပြည်ရက်ကွက်ကဒီရှိမှာတော့ဒါဈေးပေါ့နော်ဒါကျွန်တော်တို့ရဲ့အင်ရှိအင်ရှိတက်တက်မှာပဲဒါမနှက်ဈေးပေါ့နော်မနှက်ဈေးရှိအဲခင်းလေးကြီးပဲပါလေဝယ်စားကျင်တာပဲဒီမဟုတ်ပဲတိကျဝယ်စားကျင်တာပြည်ပြည်ပေါ့နော်မနှက်ပိုင်းဆိုရင်အာ 6နိုင်ရနေပြီတော့ဒါ10နိုင်ထူထိခွင့်နေပေါ့နော်ဒါအသားငါးတွေပဲဖြစ်ဖြစ်အရွက်သီးပဲဖြစ်ဖြစ်ပုံညောက်ကုံညမ်းပဲဖြစ်ပေါ့နော်ဒါတွေကဒါအိမ်သားမှာပဲဝယ်စားပြီးရဝေးသွားကြမလို့ပေါ့နော်အဲ့ဒီအားသာချက်တခုတော့ရှိပါတယ်ဒီဒါကျွန်တော်တို့အိမ်ရတာအိမ်ရှိဈေးရှိတက်တက်ဖြစ်တဲ့အတွက်အာဘာရောင်းမလဲရောင်းတာကုံကုံကုံလဲပေါ့နော်ရောင်းတာအကုန်လုံးကုံပါတယ်ဟိုးမှာသူပြေးသွားနေတော့ပြေးပြေးသွားနေတယ် အဲ့ဒါကျွန်းကျွန်းလေးပေါ့နော် ကျွန်းမာဒီပေါ့နော်အဲ့လက်ကမာပိုးတဲ့လေးပါလေပေါ့နော်ဟိုမှာလေးအဲ့တော့ဒီကြမ်းလိုက်တာဗျာတကယ်ကြီးနူးစရာလေးပဲ